ရှင်တို့ဒီနေရာမှာဇက်တော်လေးတစ်ခုပြောခြင်းတယ်ဟိုကုသကံများဟာဘဝမှာအရေးကြီးတဲ့နေရာကနေပြီးတော့ကြိုးကင်နေတယ်ဆိုတဲ့အချက်ကလေးကိုပြောခြင်းတာပါဟိုဦးရှင်တို့အလွန်ဆင်းရဲတဲ့ထင်းခွေသမားတယောက်ကတော်ရဲသွားပြီးတော့ထင်းခွေရင်းနဲ့ပြန်လာတော့မြို့တကားကြီးကပိတ်ထားတယ်မိုးချုပ်တာကိုပိတ်တော့မြို့ပြင်ဘက်ကဇေယျတစ်ခုပေါ်မှာသူအိတ်ရတယ်အဲ့လိုအိတ်ရင်းနဲ့ညရောက်တော့ ဇေယကောင်းရင်ကသစ်ပင်ပေါ်မှာတောကျက်တွေကအိတ်တန်းတက်ပြီးတော့အဲ့ဒီမှာကျက်တွေကလည်းအိတ်နေကြတာအေးရင်းနဲ့ညာကြောသူလန့်လို့တယ်လန့်လို့ရင်းနဲ့ထူးထူးခြားခြားပဲကျက်တွေကလူစကားမျိုးလို့ပြောတာကိုသူကြားတယ်ကျက်တွေကလူစကားပြောတာကိုသူကြားတယ်နော်အဲ့ဒါကျက်တွေကရံပြင့်နေတာအပေါ်ကတက်တက်ကျက်တဲ့အိတ်တဲ့ကျက်နဲ့အောက်ကအိတ်တဲ့ကျက်နဲ့အဲ့ဒါအပေါ်ကကျက်ကသူကမစင်စွန့်ကြတော့အောက်ကကျက်ရဲ့ခေါင်းပေါ်ကိုကျတယ်ကျတော့အောက်ကကျက်ကကက်ကက်လန်ရံတွေ့တယ်ပေါ့ ရန်တွေ့တော့မင်းကတလောက်ကြည့်ရန်တွေ့နေပါနဲ့ဘလောက်များစွမ်းရှိလို့တို့အဲ့လိုပြောတော့အောက်ကကျက်ကပြောတယ်တဲ့ငါရဲ့အသားကိုမိခင်စားရင်မနဲ့လင်းတန်တဲ့တပြိုင်တည်းတည်းအတပြားထောင်ထုတ်ရလိမ့်မယ်မင်းဒီလောက်လေးအစွမ်းနဲ့တော့မမောက်မအသိမှဘူးကွာတဲ့အပေါ်ကကျက်ကငါမင်းနဲ့အများကြီးပူစွမ်းနေတဲ့ငါရဲ့အတွင်းကစူဖြိုးတဲ့အသားကိုစားရရင်ဝန်ရံသားကလေးသာပေါ့နော်အဲ့ဒါကိုစားရလို့ရှိရင်အဲ့ဒါမင်းဖြစ်နိုင်တယ်တဲ့ရှင်မင်းဖြစ်နိုင်တယ် အပြင်ကစုပြိုးတဲ့အသားကိုစားရင်ယောက်ျားဆိုရင်စစ်သူကြီးမိန်းမဆိုရင်မိဖုရားဖြစ်နိုင်အယိုးမှာကတ်နေတဲ့အသားလေးကိုစားရရင်လေဟိုလူဆိုလို့ရှိရင်ဗန္နာစုယဟန်ပုံနာဆိုလို့ရှိရင်မင်းဆရာဖြစ်နိုင်လေအဲ့လိုပြောတော့တင်းခွေယောက်ျားကအတပြားထောင်ထုတ်ဘာလို့မှလဲရှင်မင်းဖြစ်မှာတော့ဆိုပြီးတော့အပေါ်ကအိတ်တဲ့ကြက်ကိုတက်ပြီးတော့ဖမ်းတယ်ဖမ်းပြီးတော့ရိုက်တက်ပြီးတော့မနဲ့လင်းတော့ယူလာယူလာပြီးတော့မိမကိုကောင်းကောင်းချက်ခိုင်းတဲ့ဒါအလွန်ဘုန်းကံကြီးတဲ့အသား ဒါမပြောင်းပြည့်စင်နဲ့ဆိုတော့ချက်နောက်ချက်လည်းပြီးပြီဆိုတော့တောင်းနဲ့ထည့်ပြီးတော့အလွန်မင်္ဂလာရှိတဲ့နေရာအလွန်ကျက်သေးရှိတဲ့နေရာနောက်စဉ်ရှိလက်ရှိချမ်းချမ်းသာသာပွားစားမယ်ဆိုပြီးတော့ကင်္ကာမြစ်ကိုသွားပြီးတော့ရေချိုးပြီးမှစားမယ်ပေါ့နောက်ဓမင်းတောင်လေးသဲတောင်ပြင်ပေါ်တင်ပြီးတော့လင်မယားနှစ်ယောက်ဆင်းပြီးတော့ရေချိုးတယ်အဲ့လိုရေချိုးနေတော့မယ်ဦးရှင်တို့လေပြင်းမုန်တိုင်းတိုက်ပြီးတော့နောက်ရေတွေကတောင်းလျှောက်ကြီးလာပြီးတော့အဲ့ဒီဓမင်းတောင်ကမြစ်ရေတွေမျောသွားတယ် နော်လင်မယားတယောက်ကဓမင်းတော့လိုက်ဆွဲတယ်မရဘူးနော်သူတို့ရဲ့ one byte ဟာသဲနေပဲပြည်သွားတယ်လို့ဆိုတယ်ဟုတ်လားရေးဒီပါဒီပါဇက်ထဲဝင်ပြီးတော့အဲ့ဒီကြက်သားကိုမစားလဲရဘူးအသက်လွတ်ပြီးတော့ကမ်းပေါ်တက်ပြေးရတယ်အဲ့ဒီဓမင်းတော့ကဘယ်ရောက်သွားတော့ဆိုတော့ဟိုးအောက်ဘက်မှာစင်တွေကိုရေးချိုးပေနေတဲ့မင်းရဲ့စင်စရာရှိတဲ့နေရာကိုရောက်သွားတယ်ရောက်သွားတော့စင်စရာကဘာလေးလဲမသိဘူးဘာတောင်းလဲမသိဘူးဆိုပြီးတော့ကြည့်တဲ့အခါကျတော့ဟာကြက်သားတွေချက်ထားလိုက်တာမှုန်းမှုန်းနေတာပဲဆိုပြီးတော့ ဒါထူးခြားတယ်ဆိုပြီးတော့တစိတ်ခတ်ပြီးတော့ငါမလာခင်ဘယ်သူမှမဖွင့်နဲ့ဆိုပြီးတော့အိမ်ကိုပို့လိုက်တယ်အဲ့ဒီအချိန်မှာပဲအဲ့ဒီစင်စရာကိုကိုွယ်တဲ့ဒိဗ္ဗစကုဘိညာဉ်ရတဲ့ယတိကသူ့ရဲ့စင်စရာသူ့ရဲ့တကာအကြောင်းကိုလှမ်းပြီးတော့ဆင်ကျင်တော့ဟောအလွန်ဘုံကံရှိတဲ့ယောက်ျားပဲကြည်သံအလွန်ကြက်ပေရှိတဲ့ကြက်သားဟာသူ့ဒီကိုဆက်ဆိုင်မြိုင်မြိုင်ရောက်လာတယ်ဒါပေမဲ့သူမစီမံတတ်ရင်တော့ဒုက္ခရောက်မှာပဲလေအကျိုးကျေးဇူးခံစားရမှာမဟုတ်ဘူးအဲ့တော့ငါသွားပြီးတော့စီမံပေးမယ်ဟော နော်စားတရားကျက်သားကလည်းအရင်သိရောက်တယ်နော်စီမံတက်တဲ့လူကလည်းအရင်သိရောက်လာအောင်ပါပဲသူစီကိုဟုတ်လားအဲ့ဒါနဲ့ယတိကအိမ်ကနေပြီးတော့စင်စရာမရောက်သေးဘူးထိုင်ဆောင်နေတယ်အဲ့ဒါစင်စရာကကျက်သားကိုစားမယ်ဆိုတော့ငါစီမံမယ်အဲ့ဒီယတိကနော်စီမံမယ်ဆိုပြီးတော့ဝမ်းတွင်ကစူဖြိုးတဲ့အသားကိုအဲ့ဒီစင်စရာကိုပေးတယ်သူ့ရတကာကိုလည်းကြီးပွားနေခြင်းနဲ့စေရနာမေတ္တာတွေရှိတာပေါ့တကယ်ဆိုသူစားလိုက်ရင်လည်းသူရှင်မင်းဖြစ်မှာပဲသို့တော့သူကရှင်မင်းဖြစ်ခြင်းနဲ့ဆန္ဒလည်းရှိဟန်မတူပါဘူးဟုတ်လား အဲ့ဒါနဲ့သူ့တကာကိုအဲ့ဒီဝါဒန်သားကိုစားခိုက်တယ်။သူ့မိမကိုကြတော့အပြင်ကအသားကို စားခိုက်တယ်။သူကတော့အယိုးမှာကတ်နေတဲ့အသားကိုစားရင်းတဲ့။အဲ့ဒါနဲ့နောက်သုံးရက်နေရင်မင်းရှင်မင်းဖြစ်လိမ့်မယ်။မမိမလျော့နေရစ်ဆိုပြီးတော့မှာသွား။နော်။အဲ့ဒါလိုမှာသွားတော့သုံးရက်မြောက်နေကြတော့တိုင်းတစ်ပါးရှင်မင်းတယောက်ကသူ့တို့တိုင်းပြည်ကိုလမ်းပြီးတော့တိုက်တယ်လို့ဆိုတယ်။အဲ့ဒီမှာသူ့တို့တိုင်းပြည်ကရှင်မင်းက မတင်ရှားတဲ့အသွင်ကိုယူပြီးတော့ဒီဆင်ဆရာကိုဆင်ပေါ်မှာမင်းမြောက်တစား၅ပါးဝတ်ပြီးတော့တိုက်ခိုင်းတယ်။သူကတော့အောက်ကပဲမတင်ရှားတဲ့အသွင်နဲ့တိုက်တယ်ပေါ့လေ။ဘလို့ရည်ရွယ်ချက်နဲ့အဲ့ဒါလိုလုပ်တယ်လဲဆိုတာတော့သူမှပဲသိရမှာပေါ့ဟုတ်လား။အဲ့ဒါကန်ဆိုးကျင်တော့အဲ့ဒီရှင်မင်းကလက်နဲ့ထိပြီးတော့အဲ့ဒီတိုက်ပွဲမှာကြာတယ်။အဲ့တော့မူကြီးမရသေးတဲ့ပြည်တွေကတို့ရှင်မင်းမသေးခင်ကစပြီးတော့မင်းဝမင်းစားနဲ့ချင်းမြင့်ခဲ့တဲ့ဒီဆင်ဆရာနော်။အဲ့ဒီဆင်ဆရာကလည်းညံရှိတော့ဘာလုပ်လဲဆိုတော့ အဲ့ဒီတိုက်ပွဲကိုခေါင်းဆောင်ပြီးတော့အနိုင်တိုက်တယ်။အဲ့ဒီတိုက်ပွဲမှာနိုင်တဲ့အခါကျတော့ဘူဂျီမယာဒေနာပတိတွေကဂိုင်းမထူပါဘူးဒီစင်စရာကိုပဲဘယင်မြောက်ကြစို့ဆိုပြီးတော့အဲ့ဒါဘယင်မင်းမြတ်ဖြစ်တင်မြောက်လိုက်လို့အဲ့ဒီစင်စင်စရာဟာရှင်မယင်ဖြစ်တယ်လို့ဆိုတယ်။ဒါကြောင့်ပေးတဲ့ပေါင်းတော်ကောင်းတို့ရှိကံတရားတွေဆိုတာတခါတရံမှာဆန်းဆန်းကြဲကြဲရောက်လာတတ်တယ်ဆိုတာကိုနားလည်ဖို့မလိုဘူးလားလိုတယ်နားလည်ဖို့လိုတယ်ဟုတ်လား ီနေရာမှာပြည့်တတ်ပါသူတော်တို့ပုဝေစာကအရင်ခံကြံတိုင်းအောင်သမြဲဆိုတာနဲ့ပတ်သက်ပြီးတော့တို့ကတော့ကြံလိုက်တိုင်းလွှဲနေတာပဲရှေးကံကလည်းနဲတဲ့တူပါရဲ့ဆိုပြီးတော့စိတ်တတော်မကြတဲ့မူလို့ထင်တယ်စဉ်းစားကြည့်ရှေးကံပါတယ်ဆိုတာရှေးတုန်းကကောင်းခဲ့လို့အခုကောင်းတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ဟုတ်လားရှေးတုန်းကကောင်းခဲ့တာမကောင်းခဲ့တာဆိုတာကိုယ်ပါမတက်နိုင်တဲ့ကိစ္စမဟုတ်တော့ဘူးဟုတ်လား အဲ့ဒီတော့နောင်မှကောင်းဖို့အတွက်အခုကောင်းဖို့အရေးကြီးတယ်ဆိုတာလေးကိုစဉ်းစားပြီးတော့အခုအလွန်ကောင်းအောင်နေလိုက်ဖို့သာအလွန်အရေးကြီးတယ်